လူချင်းမင်းတို့အနေနဲ့ကျွန်တော်ခုပြောပြမယ့်နေရာတွေကိုသွားကျင်ကြမယ်လို့ကျွန်တော်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေရာတွေကကမ္ဘာပေါ်မှာရှိတဲ့အလပဆုံးနေရာတွေတည်းအနေပြီးတော့ရွေးချယ်ပြီးတော့တင်ဆက်ပေးထားတဲ့နေရာတွေမျိုးလို့ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့အကောင့်လေးကဆိုရင်အခုမှစပြီးတော့တိတ်ဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့လူချင်းမင်းတို့အနေနဲ့ဆင်ပြမယ်ဆိုရင်လည်း like လေးတွေ follow လေးလုပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်။ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်။ နံပါတ်1နေနေရတော့ဟာလွန်ဘေးပဲဖြစ်ပါတယ်ဟာလွန်ဘေးရဆိုရင် BNN နိုင်ငံမြောက်ပိုင်းမှာတည်ရှိတဲ့နေရာတစ်ခုပါရှင်းနတ်ဘရားဒီရမှာဆင်လာရဆိုရင်ပင်လယ်ကမ်းကြီးကိုကာကွယ်ဖို့နဂါးတကောင်ကိုကြောက်ဆန့်ကြောက်ခဲတွေနဲ့ပို့ဆောင်ထားတဲ့လူတည်ရှိရပါတယ် ဒါပေမဲ့ယခုခေတ်မှာတော့သိပ္ပံပညာရှင်တွေရဲ့မှာထွက်ဆိုကြရဟာလွန်ပေးရနှစ်ပေါင်း900ကျော်တရှိပြီးတော့ပင်လယ်ရေတိုက်စားမှုကနေဖြစ်ပေါ်လာတဲ့ကြောက်ဆိုင်ကြောက်ခဲတွေပဲဖြစ်ပါတယ်။ထူးခြားတဲ့ပုံတံကြောက်တော်ပေါင်း1600ကျော်တရှိပြီးတော့ဒီထဲမှာမှကြီးမားတဲ့ခုရေအောက်စီဝါတက်ရှိတွေနဲ့မျိုးစုံမျိုးကွဲတာရဲတွေနဲ့အတူဟာလွန်ပေးမှာရှေဟောတန်ကရောင်ငယ်တွေလည်းရှိပါသေးတယ်။ရိုးရလေစီးရတွေရှုကင်းတွေကိုငေးမောရတာတွေဒါတွေကြောင့်ခီးသွားဧည့်သည်တွေကိုအထူးဆွဲဆောင်နိုင်တဲ့နေရာတစ်နေရာလည်းဖြစ်ပါသေးတယ်။ းတယ်။နံပါတ်2ကတော့ဆာရာအသေးခံနာရပါ။ဆာရာအသေးခံနာရကအမေရိကန်နိုင်ငံရွယ်စားတီကိုရှိပါတယ်။ဆာရာတဲကန်နာယာမှာနှစ်စစ်မှုရေးချင်းတောင်ရသလမ55ခန်းရှိပြီးဆာရာတဲကန်နာယာရဲ့20ရာခိုင်နှုန်းကတဲတွေဖြစ်ပြီးတော့ကျန်တဲ့အပိုင်းတွေကတော့ကြောက်ဆိုင်ကြောက်ခဲတွေပဲဖြစ်ပါတယ်ဆာရာတဲကန်နာယာရဲ့အပူချိန်ဟာဆိုရင်နေ့ဘက်မှာ50ဒီဂရီစင်တီဂရိတ်ရှိပြီးတော့ညဘက်ဆိုရင်တော့30ဒီဂရီစင်တီဂရိတ်ကိုကျဆင်းသွားလိမ့်ရှိပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း9000ခန်းကဒီဆာရာသဲကန်နာယာဆိုရင်စိမ့်လန်းစုပြင်းနေတဲ့မြက်ခင်းပြည်တစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။ဆာရာသဲကန်နာယာရဲ့အဓိကအလှတရားကတော့ညဘက်မှာဆိုရင်ကောင်းကင်ယံမှာလာမင်းကြီးထွက်ပေါ်လာပြီးတော့ကြင်ရောင်လေးနဲ့ဖြာနေတာတွေကိုအတွေ့အကြုံတွေနဲ့နီးကပ်ကြည့်ရှုခန်းစားနေရတာတွေကြောင့်လည်းဖြစ်ပါတယ်။နံပါတ်3 event မျိုးစင် ြည့်ပန်းမျောစင်ရဆိုရင်1889ခုနှစ်ပါရီကပပြားပွဲအတွက်ခက်ဆွဲဤဘဲကနေပြီးတော့တိဆောက်ခဲ့တာပါအဲ့ဒီအချိန်တုန်းကဆိုရင်ဤဘဲမျောစင်ဟာကပအမြင့်ဆုံးမျောစင်တစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်ဤဘဲမျောစင်ကိုတန်ချောင်းပေါင်း18000ကျော်နဲ့တိဆောက်ခဲ့တာပါဤဘဲမျောစင်ကိုမူလနှစ်20ကျရင်ဖြတ်သိမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တိဆောက်ခဲ့ပြီးမြဲယခုချိန်မှာဆိုရင်တော့၎င်းရမအလှပတွေရဲ့ပြီးတော့ရင်ရေဒီယိုလိုင်းတုံးလုံးမှုတွေမှာအသုံးဝင်မှုတွေကြောင့်မလို့ဒီနေ့ဒီချိန်ထိ EVM မျိုးစင်းကြီးကတရှိနေခဲ့ရတာပါ ။ဤပြန်မျောစင်ရဆိုရင်ညဘက်ဆိုရင်တနာယီကို9မိနစ်ခန့်အကြာနဲ့အလင်းနှန်းနေရွှေရောင်လင်းနှန်းနေရဆိုရင် ပါရီမျိုးတစ်မျိုးလုံးကိုထွန်းလင်းပေးနေတာကိုလည်းတွေ့ရှိရအောင်ပါပါ။ပါရီမျိုးဟာဆိုရင်မီးလင်းရောင်နေနဲ့ရမ်းဝင်မှလှပနေတဲ့မျိုးကြီးတစ်မျိုးလို့ပြောရင်လည်းမှန်ပါပါဘူး။နံပါတ်၄မြောက်ကဘာချမ်းအနေနဲ့ မြောက်ဘက်မှာကျန်လင်းတဲ့အဆိုရင်နော်ဝေးအိုက်စလန်ဖင်လန်တို့ကိုတောင်းမှမြင်တွေ့ရနိုင်တဲ့အလင်းတန်းမျိုးပဲဖြစ်ပါတယ်ဒီမြောက်ဘက်မှာကျန်လင်းတဲ့နေဘယ်အနေထောက်ပေါ်လာလဲဆိုရင်နေအောင်ကြီးရနေလာတဲ့လင်းမုံတွေရဲ့ကမ္ဘာလေတူထဲမှာရှိတဲ့တန်းငွေတွေရဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့ပုတ်တိုက်မှုတွေရနေပြီးတော့ထောက်ပေါ်လာတာပဲဖြစ်ပါတယ်ဒီလင်းတဲ့နေတဲ့မှာအစိမ်းအောင်လင်းတဲ့ကတော့အများဆုံးတွေ့ရှိရတဲ့လင်းတဲ့မှာဖြစ်ပါတယ်။တခြားရှားပါတဲ့အနီအောင်လင်းတဲ့အပြာအောင်လင်းတဲ့နေရာတော့နေအောင်ကြီးရရှိမှုမြင်ပါတဲ့အချိန်မှာမြင်တွေ့ရတာပဲဖြစ်ပါတယ်။ အက်စကီမိုလူမျိုးတွေရဲ့ရှေးထုံးတန်းအစဉ်လာရဆိုရင်ဒီလင်းနန်းတွေကိုဘောလုံးကစားနေတဲ့ဝိညာဉ်တွေလို့ပါယုံကြည်ခဲ့ကြပါသေးတယ်။အလင်းနန်းတွေကိုမြင်ရဖို့ဆိုရင်ညဘက်ကောင်းငင်ကမှောင်မဲပြီးတိမ်ကင်းစေနေရပါမယ်။ဒါမှမဟုတ်နေအောင်ကြီးထုံးလွှမ်းမှုစွာရင်လည်းမြင်မှားနေရပါမယ်။နော်ဝေး၊ဖင်လန်၊အိုက်စ်လန်နိုင်ငံတို့လိုမျိုးအသိစဝိုင်းနီးပါရှိရဲ့အော်ရန်စဝိုင်းအတွင်းမှာလည်းတည်ရှိနေဖို့လိုအပ်ပါသေးတယ်။ကဲအားလုံးပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ နောက်ဆိုရင်ဒီလိုမျိုးဘုသူတရားစရာတွေနဲ့ကဘာပေါ်ကထူးခြားတဲ့အရာတွေအလှပတွေကိုပုံမှန်တင်ဆက်ပြတော့မှာပြလို့ကျွန်တော်ရဲ့ account လေးကို follow လေးလုပ်ခဲ့ပြကြပါဦးကျွန်တော်ကတော့အသိပဲဖြစ်ပါတယ်